င်္ဂလာညချမ်းလေးပါခင်ဗျာပရာလောကဇလံကောင်းလေးတွေကိုတင်ဆက်ပေးရမယ့်အချိန်ကြာရောက်လို့လာပြန်ပါပြီဒီကနေ့ညမှာတော့စာရေးဆရာလွယ်ဦးဟန်ရဲ့မပြည့်သည့်အညိုးဆိုတဲ့ပရာလောကဇလံကောင်းလေးတပုတ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့စီစဉ်တင်ဆက်သူအောင်ကျော်သူပါပရိသတ်များနားဆင်ခံစားကြကြပါအောင်ခင်ဗျာစာရေးဆရာလွယ်ဦးဟန်ရဲ့မပြည့်သည့်အညိုး လျက်စီဖြက်ခနဲ့လက်သွားပြီးမိုးချိုပြစ်လိုက်တဲ့ကြောင့်တစ်ပင်အောင်မှာမိုးခိုနေတဲ့ငထွန်းတယောက်ရုတ်တရက်ထန်ချလိုက်ပါတယ်မထန်ချလို့ရတယ်မဖြစ်ပါလွန်ခဲ့တဲ့၃ရက်ကတရွာသေးသာထွန်းလူတယောက်နွားသိရင်လူရောနွားပါမိုးချိုပြစ်ခံရပြီးတည်ဆုံးခဲ့ပါတယ်ယခုနှစ်မိုးဥကြစော်ပြီးမိုးချိုလည်းအတော်ပြစ်ပါတယ်လျက်စီထက်လက်လာသဖြင့်မိုးချိုပြစ်မခံရအောင်မြေကြီးပေါ်မှာထမောက်နေလိုက်ရပါတယ် ဟဲ့အောင်မထွန်းမြေကြီးပေါ်ကာယာကြီးမှောက်ပြီဘာလုပ်နေရလဲအတန်ကြားရဖို့မော့ကြည့်လိုက်တဲ့အခါတေဝရဲသားဇောဦးဖြစ်နေပါတယ်ဇောဦးကစစ်သုံးမိုးကစောင်းထားပြီးငထွန်းကိုရဲကြဲကြဲဖြင့်ကြည့်နေတဲ့ဖြင့်မြေကြီးပေါ်မှောက်နေရမှာချက်ချင်းထားရက်လိုက်ပါတယ်ဘိုးချုပ်ပြက်မှာကြောက်လို့ကမင်းဖယ်သွားမလို့လဲပောက်ပွင့်ရွာပဲသွားမလို့ကဟာဟာဘသူမှလူမထင်တဲ့ကောင်ကမိုးချိုးပစ်ခံရမှာတော့အကြောက်သလား ဇုံပြောတာလည်းမှန်ပါတယ်။ငထုံးကအလုတ်အစုံလုတ်တလုတ်။လောင်းကစားလည်းမကင်းဘသူ့ကမှလူမထင်ပဲလက်ရဲစက်ရဲရှိသူတယောက်ဖြစ်ပါတယ်။လူလူချင်းတော့ဂေယုမဆိုင်ဘူးဖြစ်အောင်မိုးချိုးပစ်လို့မသေးတဲ့မသာမရှိဘူးကွာ။ထွန်းလူတော်တေသွားတာမင်းလည်းသိပဲ။မင်းတို့ကမဟုတ်တာလို့တော့မိုးချိုးပစ်ခံရမှာကြောက်နေမှာပေါ့။ငါတော့မိုးချိုးပြတ်မှာမကြောက်ဘူးကွာ။မင်းကဘာစကားပြောတာလဲဆို။ငါပြောတာမဟုတ်လို့လား။ ထုံးလုံနဲ့မင်းတို့ကလူကြီးသူမလဲနားမလဲမိပါဆိုလဲခံပြောမဟုတ်တာလှုပ်တဲ့ကောင်းလေဆိုတော့ဘူးချိုပြစ်တာပေါ့ကွာခွင့်မသာစကားပြောတာကြည့်ပြောငါလှုပ်လိုက်ရသေတော့မယ်ငါ့ကိုခွင့်မသာလို့မစဲနဲ့မင်းကိုကြောက်တဲ့ထဲမှာငါမပါဘူးမင်းကိုငွေချင်းမို့စနေတာစဲတော့ဘာဖြစ်လဲခွင့်မသာရငါထုံးကခါးကြဲထဲမှာဓမြောင်ကိုထုတ်ကဇော်ဦးထံသို့ခက်သွက်သွက်ထွက်သွားသည်ဖြင့် ဇော်ဦးကလည်းလွယ်အဲ့ထဲမှတမြောင်ကိုထုတ်ပြီးအသက်စောင့်နေပါတယ်။မင်းကငါ့ကိုဓာတ်နဲ့ထိုးမယ်ပေါ့လေ။ထိုးရထိုးကြည့်စမ်းမတင်မှတ်ပဲနောက်ပြောင်ကြည်စေလိုက်တဲ့စကားတစ်ခုကြောင့်တရွာတဲ့နေတရေတဲ့တော့ငယ်တငယ်ချင်းတစ်ယောက်ရန်သူဖြစ်ခဲ့ရလိမ့်ပါပြီ။ထိုးရတယ်ကွာ။ဓာတ်မြောင်ပြည့်တွတ်လိုက်တဲ့ငထွန်းရဲ့ဓာတ်ချုပ်ကိုဇော်ဦးကနောက်သို့ဆုပ်ဆောင်ရင်ငထွန်းကိုဓာတ်မြောင်ပြည့်ပြန်တွတ်လိုက်ပါတယ်။ ငထုံးကလည်းလက်စခြေစားရှိသူဖြစ်နေသဖြင့်ဇိုးဦးကိုဓမြောင်ဖြင့်ဇက်တိုက်ထိုးလိုက်လေတယ်။အဆက်မပြတ်ဝင်လာတဲ့ငထုံးရဲ့ဓာချက်ကိုရှောင်သိရင်ဇိုးဦးဟန်ချက်ပြတ်သွားတဲ့အချိန်မှာတော့ငထုံးကအခွင့်အရေးကိုလက်လွတ်မခံတော့ပဲဇိုးဦးရဲ့ဝမ်းပိုက်ထဲသို့ဓမြောင်ဖြင့်နှစ်ချက်ဆင့်ပြီးထိုးချလိုက်ပါတော့တယ်။ငထုံးမေမေမေဟုငါတဲ့ဇိုးဦးကမှသွေးများကမိုးရေနဲ့အတူ မြေပြင်ပေါ်တို့စီးကြလာနေပါတယ်။ဓမြောင်ကိုလွှတ်ချလိုက်ပြီးဘိုက်ကိုလက်ဖြင့်အုတ်ကင်ထားရင်မှဆဲဆူကဒူးထောက်ပြီးခွေကျသွားလိမ့်တော့တယ်။ငထုံးကလည်းလက်ရင်နေသူမှုဒီအတိုင်းထား၍မဖြစ်နိုင်မှသိသဖြင့်ဇော်ဦးကိုနှုတ်ပွက်ရန်ဟန်ပြင်းနေစင်ပါပဲ။ဇော်ဦးတယောက်မြေကြီးပေါ်သို့မှောက်လျက်လဲကျသွားလိမ့်တော့တယ်။လူသွားလူလာအခြေအနေကိုကြည့်ပြီးဇော်ဦးကိုဒီဟုတ်တိုက်ဆွဲပြီးတစ်ပင်အကွယ်သို့ခေါ်ကလေပင်ကိုဖြတ်ချလိုက်တော့တယ်။ လဲဘဲမှာအသွေးများကမြင်မကောင်းအောင်ပန်းထွက်လာပြီဇော်ဦးရဲ့ခန္ဓာကိုယ်ကတဆက်ဆက်လူကမကြခင်ညင်သက်သွားပါလေတော့တယ်ညနေဆောင်ဖြစ်တဲ့အပြင်မိုးရွာနေတဲ့ပြည့်လူသွားလူလာပြက်နေပါတယ်ဇော်ဦးနဲ့ငထုံးတို့ပြဿနာဖြစ်ကြတဲ့နေရာမှာပောက်ပွေနဲ့တပီကုန်းရွာအကြမ်းမှာဖြစ်နေတော့လေလူသွားလူလာပြက်နေပါတယ်ပောက်ဝန်းကျင်အခြေအနေကိုအသုံးချပြီးဇော်ဦးရဲ့အလောင်းဟာမျက်ရိုင်းတော်နဲ့ကျူပင်များကြားသို့တရွတ်တိုက်ဆွဲခေါ်သွားလေတော့တယ် ပြီးတော့ထိုနေရာမှာရွာသို့အမြန်ပြန်ပြီးဟန်မပြက်หนีလိုက်ပါတော့တယ်စိုးဦးပျောက်ဆုံးနေသည်မှာ၃ရက်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်ငထုံးလည်းဟန်မပြက်နေထိုင်ရင်းအလုံများဆက်လုံနေပါတယ်ကိုထုံးဘာလဲလှထွေးပောက်ပင်ရောကိုသွားပေးပါလားဘာလို့မလို့လဲဟာမတန်လာလို့စီကရစရာအကျွေးတောက်တောက်ခဲမလို့နေရနဲ့သွားစမ်းပါဟာငါလောက်စရာရှိသေးတယ် ရှင်ကတော့လေဘာမှအဖို့မရဘူးအာအရှိရက်တော့ဖို့ဖဲ့ရိုက်ဖို့ပဲကျမရင်ပန်းအောင်နေလို့ရှင်ကိုတွားခိုင်းတာလှထွေးရနေရနဲ့တွားတောင်းစမ်းပါအဲမကျမကကျမပဲတွားတောင်းပါမယ်ပြီးတော့မှဖဲ့ရိုက်ဖို့ပတ်စံလာမတောင်းနဲ့အငယ်မကိုကြည့်ထားလိုက်အကြီးကောင်ကိုကျမခေါ်သွားလိုက်မယ်အေးအေးဆောင်ကြီးအောင်ကြီးဖြစ်တဲပေါ်မှာဆင်းသွားတဲ့ဇနီးဖြစ်သူမလှထွေရဲ့ကြောပင်ကိုကြည့်ကား ဇောဦးကိုတတ်ခဲ့မိတဲ့အကြောင်းကိုစဉ်းစားမိပြီးနောင်တရနေပါတယ်။ဇောဦးနဲ့ငထုံးတို့ကတွေ့ရတဲ့သားငယ်ပေါင်းကြီးပေါ်များဖြစ်ခဲ့ကြပါတယ်။ထုံးလေးကငထုံးအရက်တောက်ထားခဲ့ပါတယ်။အရက်ကြောင့်သွေးဆူပြီးငယ်ပေါင်းငယ်ချင်းကိုတတ်ခဲ့မိပါတယ်။ဖြစ်ခဲ့ပြီးမှတော့မြည်တို့မှမတတ်နိုင်တော့ပါ။ဇောဦးရဲ့အလောင်းအမပေါ်စေရန်အမြန်ဆုံးပုတ်ပွားပြီးအယူကျသွားစေရန်သာဆုတောင်းနေပါတော့တယ်။ဇနီးဖြစ်သူမလထွေအကျွေးတောင်းခိုင်းတဲ့ကိုမတော်ရခြင်းကလည်း ပောက်ပွင့်ရွာသို့သွားမယ်လမ်းကဇော်ဦးကိုတက်ဖြတ်ခဲ့တဲ့လမ်းမှာသွားမယ်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ထိုနေရာမှာရှောင်းခွင်းသွားရမှာဖြစ်နိုင်သဖြင့်မလထွေခိုင်းတဲ့ကိစ္စကိုငင်းဆန့်ခဲ့ခြင်းဖြစ်ပါတယ်။မလထွေနဲ့တာကြီးဖိုးအေးတို့ပောက်ပွင့်ရွာကိုနှိမ့်လေကလေးကထွက်သွားကြသည်မှာညနေဆောင်သည့်အထိပြန်မလာသေးတော့လဲငထွန်းစိတ်မပူမိပါ။ပောက်ပွင့်ရွာနဲ့တပီကုန်းရွာကိုလမ်းလျှောက်သွားပါက15မိနစ်သာလျှောက်ရပါတယ်။ရွာနှစ်ရွာကြားမှာ လဲခွင်းများရှိပြီးထွန်ရက်ဆက်ပြိုရေးမရနိုင်တဲ့နေရာများမှာညံ့ရိုင်းပင်များနဲ့ကျူပင်များပေါက်ရောက်နေရပါတယ်။တရွာနဲ့တရွာကူတန်းသွာလာဖို့ကလည်းထိုတလန်းသာရှိပါတယ်။ပောက်ပင်ရွာရဲ့အရှိတ်မှာကရင်စုကြေးရွာရှိပြီးထိုကရင်စုကြေးရွာမှာဗုဒ္ဓဘာသာကရင်လူမျိုးများနေထိုင်ကြပါတယ်။တပီကုန်းရွာကရွာစုံအဖြစ်တည်ရှိပြီးချောင်းငယ်တစ်ခုက ရွာကိုရစ်ခွေစီးဆင်းနေပါတယ်။ငထွန်း မိုးအေးနဲ့အရက်ထိုင်တော့နေစဉ်နမဲခေါ်လိုက်တဲ့ကြားရသဖြင့်အတန်လာရာတဲရှိသူလက်ကြည့်လိုက်ရကြီးရွာလူကြီးဦးသိန်းဆောင်နဲ့ဇော်ဦးရဲ့ဇနီးမအေးခင်တို့ကိုမြင်တွေ့လိုက်ရသဖြင့်ငထွန်းအကျော်အချင်းများတောက်တင်းသွားရပါတယ်ဦးလေးသိန်းဘာခိုင်းမလို့လဲဗျခိုင်းစရာမရှိပါဘူးမေးစရာလည်းရှိလို့လာလေတဲပေါ်တက်ပါအောင်လားမတက်တော့ဘူးငထွန်းထွန်းလူရဲ့ရက်လက်အတွက်သွားရင်မေးစရာရှိလို့မင်းစီလာခဲ့တာ မေးလေဘာသိကျင်လို့လဲဆောင်းဦးအိမ်မပြန်လာတာကြာလို့အေးခင်ကလာပြောလို့ကမင်းများသိမလားလို့မေးကြည့်တာဒီရက်ကြတဲ့ဇော်ဦးနဲ့ကျုပ်တို့မတွေ့ကြအောင်ဒီကောင်ဘယ်ခြေရှည်နေလဲမှမသိတာကျမယောက်ျားကခြေမရှည်တတ်ပါဘူးကိုငါထွန်းရဲ့ငါရှာထွက်လို့အိမ်ပြန်နောက်ကြမယ်ဆိုရင်တော့အိမ်ကိုပြန်လာပြီးကျမကိုပြောတတ်တာမယောက်ျားခေါ်ပြီးတနည်းအားဖြင့်သွားတာထင်တယ်မဖြစ်နိုင်ပါဘူးကိုငါထွန်းရဲ့ ျမယောက်ျားကမိမမပွေပါဘူးအေးခင်ရနေတို့မိမတွေကနှာခေါင်းမရှိရင်ချီတောင်စားမဲ့အမျိုးတွေဘယ်ယောက်ျားကငါမရင်ငယ်ယူပါတယ်လို့ပြောမှလဲဟမရင်ငယ်ယူသွားရင်ကိစ္စမရှိပါဘူးတော်ကြအသက်အန္တရာယ်တစ်ခုခုဖြစ်မှာစိုးလို့ပါနေယောက်ျားကဘယ်နေ့ကလေးကပြန်မလာတာလဲအေးခင်ဒီနေ့နဲ့ဆိုသုံးရက်ရှိပြီ ပောက်ပွင့်ရွာဘက်သွားမယ်ဆိုပြီးထွက်သွားတာပောက်ပွင့်ရွာမှာသွားစုံစမ်းကြည့်ပါလား ဆုံးသမ်းမိပြီအခုလေးနေပြန်လာတာမလာထွေးတို့တားမိနေတောင်ပောက်ပင်ရောမှာတွေ့ခဲ့သေးတယ်အေးပါငါလည်းဆုံးသမ်းပြပါမယ်ဒီကောင်ဘယ်ကိုချေရှင်နေလဲမသိဘူးလောက်ပါအောင်ကိုငထွန်းရဲ့ကျမလည်းခေါင်းမိတောက်နေပြီအေးကွာမင်းလည်းဝိုင်းဆုံးသမ်းပြပါအောင်ငါလည်းဆုံးသမ်းကြည့်အောင်မယ်ငါတို့သွားလိုက်အောင်မယ်အတုပဲလောင်းအောင်မယ်မဟုတ်လားလာရမှာပေါ့ဦးလေးသိမ့်ရမနေ့ကမကြည့်ဘွဲလေးပြန်ဆက်ရအောင်ပါ လှထွေးပြန်လာတာနဲ့လာခဲ့မယ်အငင်မကိုထားခဲ့တော့လှထွေးပြန်လာမှလာလို့ရမှာအေးအေးအတူပဲအိမ်မှာငါရှိနေမယ်ဟုတ်ကဲ့ဦးလေးသိန်းကျုပ်လည်းဝမ်းရှာပေးပါမယ်ဦးသိန်းဆောင်နဲ့မအေးခင်တို့ပြန်သွားတဲ့အခါမှာငထွန်းတက်ပြင်းချနိုင်ပါတော့တယ်တောက်လက်စာရက်ကိုဆက်တော့ရင်ဇနီးတယ်မလှထွေးတို့တားမိကိုစောင့်မြုံနေပါတယ်အချိန်ကလည်းနေဝင်ချင်းဖြစ်နေပြီမို့စိတ်ပူနေပြီဖြစ်ပါတယ် ဆော့ကစားနေတဲ့6နှစ်ရွယ်တမိငယ်ကိုထားခဲ့ပြီးမလာထွေတို့နောက်သို့လိုက်သွားဖို့ရလဲမဖြစ်နိုင်ပါမြင်မြန်သွားစမ်းမဟာမှောင်းနေပြီအောက်ကိုလည်းကြည့်တော့အရှိကောင်တွေကိုတက်နေမိမှာမตาပေါ်နေဝင်တားဖြစ်သူရဲ့နောက်ကျောကိုအตาတွန်းလိုက်ပါတယ်ပေါ့ပင်ရွာနဲ့တပီကုန်းရွာကြမှာတရက်ပင်ကြီး၃ပင်ကတပင်နဲ့တပင်ဆယ်ပီတတာလောက်ချပြီးပေါ့ရော့လျက်ရှိပါတယ်တရက်ပင်ကြီး၃ပင်ထဲမှာ အလဲမှာပေါက်ရောက်နေတဲ့မချစ်စုပင်ကြီးကအကြီးမားဆုံးဖြစ်ပါတယ်ထိုတရက်ပင်များဘသူစိုက်ပြုတ်ခဲ့ရဆိုတာကိုမသိတဲ့အပြင်ထိုတရက်ပင်များကအပွင့်လည်းမပွင့်အသီးလည်းမသိကြသဖြင့်အရိတ်ခူယုံမြတာအတုံးဝင်ခဲ့ပါတယ်တရက်ပင်ကြီးရဲ့နောက်ဘက်မှာကျူပင်များနဲ့တပြေရိုင်းပင်များမြက်ရိုင်းပင်များကတရေကကြုံများရှိနေပြီးထိုမြက်ရိုင်းများနဲ့ကျူပင်များကိုလွန်မှာကတပြေကုန်းရွာကိုရစ်ခွေစစ်စစ်နေတဲ့ချောင်းငယ်လေးကိုမြင်တွေ့ရပါလိမ့်မယ်ရခင်ကထိုမချစ်စုတရက်ပင်ကြီးရဲ့အနီးမှာ ဇော်ဦးနဲ့ငထွန်းတို့တပ်ပုတ်ခဲ့ကြပြီးဇော်ဦးရဲ့ဝိညာဉ်ချုပ်ခဲ့ရနေရာလဲဖြစ်ခဲ့ပါတယ်။မချစ်စုတည့်ရပင်ကြီးအနာအယောက်မှာအပုတ်နှံကနှာခေါင်းထဲသို့တိုးဝင်လာပါတယ်။အမေခွေးသိကောင်ပုံနှံရတယ်ဗျ။ဆိုးဝါးလုံးနဲ့အပုတ်နှံကိုရလိုက်ကြတဲ့ကမလှထွေးတယောက်ထိုနေရာမှာအမြန်ပြေးချင်မိပါတယ်။ဘိုးချုပ်ပြစ်ခံရပြီးတည်ဆုံးသွားတဲ့ထွန်းလူကမလှထွေးနဲ့ဆွေပကင်းမျိုးမကင်းဖြစ်တဲ့အပြင် အစားအနောက်လည်းတန်သူဖြစ်တော့ကြောင်းအပုံနဲ့ဘေးက၆လန့်တယ်လို့ထင်မှတ်ပါတယ်။မြန်မြန်သွားပါဟဲ့။တားပြည့်သူရဲ့ခေါင်းကိုပုတ်လိုက်ပြီးထုံနေရာမှာအမြန်သွားခိုင်းလိုက်တဲ့အချိန်မှာပဲအနောက်မှာကက်လိုက်လာတဲ့ခြေတံကိုမလှထွေးကြားလိုက်ရသဖြင့်နောက်သို့လှည့်ကြည့်တော့လေတဦးတယောက်ကမှမတွေ့ရသဖြင့်မလှထွေးကြောက်ရွံ့လာပါတယ်။ထိုအချိန်မှာပဲမချစ်စုတရက်ပင်ကြီးမြတ်ရဲ့အကိုင်းခတ်များကလေမတိုက်ခတ်ပဲလှုပ်ရမ်းသွားသဖြင့်စိတ်ထင်ပြီးတားပြည့်သူရဲ့လက်ကိုဆွဲကင်လိုက်စင် နောက်ကျောကိုထုနှက်ခြင်းခံလိုက်ရပါတော့တယ်။ကျောကိုဘုံကနဲ့ထုနှက်ခြင်းခံလိုက်ရသဖြင့်မလထွေငဲတန်းပါအောင် အော်ဟစ်ကတားကိုလက်ဆွဲရပြေးပါတော့တယ်။မလထွေတို့တားမိနှစ်ယောက်ခြေကုံတုတ်ပြီးပြေးလာကြတာကိုရွာတွေကလူတွေမြင်လို့မေးမြန်းကြပါမယ်။မလထွေတယောက်စကားပြန်မပြောနိုင်ပါဘူး။အဘောတော်ဖြစ်တဲပေါ်တက်ပြေးလာတဲ့မလထွေနဲ့တားပြစ်တကူကြည့်ပြီးငထွန်းစိတ်ပူသွားပါတယ်။နေတို့ဘာဖြစ်လာကြတာလဲ။ တတတရေချောက်လို့ဘာရဲ့ဟုတ်လို့လားဟာဟုတ်တယ်ပြီဟိုမချစ်စုပင်ကြီးနာရောက်တော့အသေးကောင်ပုံနဲ့ရလို့အမေကိုပြောနေတော့မချစ်စုပင်ကလှောက်နေတယ်နောက်ပြီးအမေကျော်ကိုဘုံနဲ့ထုလို့ตาတို့ထွက်ပြလာကြတာตาဖြစ်သူပြောတဲ့စကားကြောင့်ငထွန်းစိတ်ထဲထင့်သွားပါတယ်ပေါ့ပင်ရွာနဲ့တပီကုန်းရွာတို့သွားတဲ့လမ်းမှာငယ်စဉ်ကတည်းကဖြတ်တန်းလာခဲ့တဲ့လမ်းဖြစ်တော့လဲချောင်းလန့်ခဲ့ခြင်းမရှိခဲ့ပါဘူး အပုံနှံကဇောဦးရဲ့အလောင်းမှာထွက်လာတဲ့အပုံနှံသာဖြစ်ကြောင်းငထွန်းသိပါတယ်။ဇောဦးရဲ့အလောင်းကိုဖြောက်ပြင်ရန်ကလည်းယခုအချိန်ဒီမှာလွယ်ကူတော့မှမဟုတ်ပါ။ဇနီးတဲ့မလှထွေးရဲ့ကြောကုန်းကိုပုတ်သူကဇောဦးသာဖြစ်ရမယ်လို့ငထွန်းထက်ထကြယုံကြည်နေပါတယ်။ကျမပဲကြောက်လိုက်တာ။ကိုထွန်းလူခြောက်တာပဲဖြစ်ရမယ်။အသက်တော်မနေလူယူရတယ်ကိုထွန်းရဲ့။ဟုတ်ချင်ဟုတ်မှာပေါ့။ထွန်းလူကအစနောက်တန်ပါပြီနဲ။ဟုတ်ကူဟုတ်မှာ။ ဖုန်ကြီးလည်းမရှိတော့တပိတ်တို့ဖို့လည်းမရရက်လည်းပဲလောက်ရတာဆိုတော့ဘယ်ကျုပ်ပါမလဲနေပြောမှသတိရတော့တယ်ငါအထုံးလူတို့အိမ်သွားလိုက်အောင်မယ်ပတ်စံနေနေတော့ပေးစမ်းပါဟာဘာလဲခဲသွားရမလို့လားအေးပတ်စံသွားတော့မှဆိုတော့မတောင်းဘူးရှင်မသွားလို့ကျမတို့သားမိသွားရတာတရေပါ၆ခံရတယ်မသိတာခံအောင်ရင်ဘက်ကစူပြီးအောက်တယ်အေးပါနောက်ဆိုသွားပေးပါမယ် လောလောဆယ်ပတ်စံနေနေတော့ပြေးစမ်းပါရော့ကျမလည်းဈေးသုံးဖို့လိုသေးတယ်မလာထွေးပြေးတဲ့ပတ်စံအနေငယ်ကိုယူကကိုထွန်းတယောက်ထွန်းလူရဲ့အိမ်မက်ကိုခတ်သွတ်သွတ်ထွက်သွားပါတော့တယ်ပြန်တော့မလို့လားမထွန်းပြန်တော့မယ်ဗျာမနေ့တနေ့တောင်ထိုးတော်မယ်ပါသမ ्या လည်းပြောင်းမေးမိုးစဲတော့ပြန်မဖြစ်မယ် ။နောက်နေ့လာအောင်မလား။ပတ်စံရှာလိုက်အောင်မဲ။အဆင်မပြေရင်တော့လှထွေးစီရခိုးရမှာပေါ့။လာခဲ့စမ်းပါကွာ။ဖဲသမားဆိုတာပူလိုက်ဖောင်းလိုက်ပါ။အဲမှာကျုပ်ပြန်တော့မယ်။အေးအေး။ခမောက်ဆောင်းထားတော့လေ။လေနဲ့အတူမိုးရေစက်များကမျက်နှာကိုလိုက်ရိုက်နေတဲ့ဖြစ်။မျက်နှာကိုလက်ဖြစ်ကပြီးရွာလန်းအတန်းရှောက်လာနေစမှာမျက်နှာချင်းဆိုင်မှာလာနေတဲ့လူတယောက်ကိုလက်နဲ့တပ်မိအောင်ဖြစ်မြင်တွေ့လက်ရသောကြောင့် ခါးကြမ်းမှလျှောင်ကိုလက်ဖြင့်ဆန်းလိုက်ပြီးတတိဖြင့်ဆက်လျှောက်လာခဲ့ပါတယ်။မျက်နှာချင်းဆိုင်မှာလာနေသူကမိုးကောင်ကိုတကူလုံးခြုံထားသဖြင့်မြေသူမြေဝါဆိုတာကိုမသိနိုင်ပါဘူး။ယခုလိုအချိန်မတော်တဲ့အချိန်မှာရွာလန်းတစ်လျှောက်လူသူဆိုရင်ထိုးသူသာရှိနေသဖြင့်တတိပူထားရပါတယ်။မကြခင်မှာပင်မျက်နှာချင်းဆိုင်မှာလာနေသူကနီးကပ်လာခဲ့ပါပြီ။ထိုးစင်မှာပင်ငထွန့်ရဲ့နှာခေါင်းဝါတို့အပုံနဲ့တိုးဝင်လာခဲ့ပါတယ်။ အပုံနဲ့ကခွေးသိကောင်ပုံနဲ့မဟုတ်ကြအောင်တတိထားမိလိုက်တဲ့ဖြစ်မျက်နှာချင်းဆိုင်မှာလူကိုအသေးချာကြည့်လိုက်မိပါတယ်လက်လိုက်တဲ့မိအောင်ကိုထိုသူရဲ့မျက်နှာပေါ်သို့မကြရောက်စေရန်တတိထားရင်ထိုသူရဲ့မလန်းမကန့်သို့မိထိုထားလိုက်ပါတယ်ထိုသူနဲ့ပိုရဲ့နိကလာလေလေအပုံနဲ့ကထောင်းထောင်းထလေဖြစ်လာတဲ့ဖြစ်နှာခေါင်းကိုလက်ဖြင့်အုပ်ကထားလိုက်ရပါတယ်မထွန်းမြန်တဲ့ချင်းဆိုင်မှာလာနေသူကရုတ်တရက်ငထွင်းရဲ့အရှိမပိတ်ရပြီ နမဲကိုခေါ်လိုက်သဖြင့်မထွက်ရခြေလမ်းများတုံမနေရက်သွားရပါတယ်ဘသူလဲအရှိမပိတ်ရပြီးနမဲကိုခေါ်နေသူရဲ့မျက်နှာကိုဓာတ်မိပြီးထိုးကြည့်လိုက်တဲ့အခါငထုံးတယောက်တုံလုံးချောက်ချောက်သွားရပါတော့တယ်ဟာပုပ်ပွားဖူးယောင်နေတဲ့မျက်နှာကဇောဦးဖြစ်ကြောင်းသိလိုက်ရတဲ့အခါငထုံးတယောက်ခြေကုန်တုပ်ပြီးအိမ်သို့ပြေးပါတော့တယ်နောက်သူလှည့်မကြည့်ပဲပြေးနေတော့လဲ အနောက်မှာကက်လျက်လိုက်ပါလာတာကိုငထွန်သိနေပါတယ်။ရွာလန်းတစ်လျှောက်ပြေးလာရင်တဲနဲ့နီးလာတဲ့အခါတဲရှိမှရက်နေတဲ့လူတစ်ယောက်ကိုမြင်တွေ့လိုက်ရတဲ့ဖြင့်ငထွန်တုတ်ငနေရက်လိုက်ပါတယ်။တဲရှိမှရက်နေသူကတဲပေါ်သို့တည်ရွတ်တက်သွားတာကိုမြင်တွေ့လိုက်ရတဲ့ဖြင့်တဲအနီသို့အသာချင်းကပ်သွားလိမ့်တယ်။ငထွန်ရဲ့တဲကတကားမရှိတဲ့တဲဖြစ်တဲ့အတွက်တဲပေါ်သို့အလွယ်တကူဝင်နိုင်ထွက်နိုင်ပါတယ်။ယခုလိုအချိန်မျိုးမှာတဲပေါ်သို့တက်သွားသူက မလှထွေးနဲ့ဖောက်ပြန်သူသာဖြစ်နိုင်တယ်လို့တွေးလိုက်မိပြီခါးစားမှဓမြောင်ကိုထုတ်ကတဲဘော်သူခြေကိုဖွာကတက်သွားလေတော့လေတဲဘော်သူရောက်တာနဲ့ဓမြောင်ကိုအသက်အနေထားပြေကန်လက်ကမလှထွေးတို့သားမီအိတ်နေတဲ့ခြေနှောင်ကိုအသာလှမ်းပြီးကြိလိုက်တော့လေညီသူတို့တယောက်ကမှမတွေ့ရသဖြင့်တဲဘော်သူဓမီထိုးပြီးရှာလေတော့တယ်ဘသူလဲဓမီရောက်ကြောင့်မလှထွေးနိုးလာပြီးမေးလိုက်သဖြင့်ငထုံးကပြန်ဖြေလိုက်ပါတယ်ငါ ပြန်လာပြီလားအေးမလာထွေးကခြံအောင်ထဲမှာထွက်လာပြီမိကွက်ထွန်းလိုက်တဲ့ပြည့်မိကွက်မှအလင်းရောင်ကတဲအတွင်ဖြန့်ကျက်သွားလေတော့တယ်အခုမှပြန်လာတာလားဟုတ်တယ်နင်အိပ်ပျော်နေတာလားခုနကမှမိကနဲ့အိပ်ပျော်သွားတာငါ့ကိုဘာလို့စောင့်နေတာလဲရှင့်ကိုစောင့်နေတာမဟုတ်ဘူးကျမတို့သားမိတွေလည်းကြောက်လို့ငုတ်တုတ်ထိုင်နေကြတာခလေးတွေလည်းအိပ်ပျော်သွားတာမကြသေးဘူး ဟေးဘာဖြစ်လို့လဲတဲတခုလုံးအသေးကောင်ပုံနဲ့ထောင်းထောင်းထနေတာတဲအရှိမှလည်းမဲမဲကောင်ကြီးကခေါက်တော့ခေါက်ပြန်ရှောင်းနေတာဘာတူလဲလူလားလူဆိုရင်ကြောက်เสียလားမဲမဲကြီးကတရေမျက်လုံးကြီးတွေမှာနေရပြီးကြောက်เสียကြီးခလေးတွေလည်းအကုန်မြင်ရတယ်ဟေးကိုထုံးလူကကျမတို့ကိုလာချောင်းနေတာကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်မလထွေပြောတဲ့စကားကိုငထုံးယုံကြည်ပါတယ် ယခုအတိုင်းဆိုပါကဇော်ဦးရဲ့အလောင်းကိုမိသိချုံမှဖြစ်ပြီးတော့မယ်။မကြောက်နဲ့တော့ငါရှိတယ်။ထမင်းစားအောင်မလား။မစားတော့ဘူး။ထွန်းလို့တော့အိမ်မှာစားခဲ့ပြီ။အဲ့ဒီနမဲကြီးထဲ့မပြောရနဲ့ကိုထွန်းရဲ့။ကျမကြောက်လို့ပါ။အေးပါမကြောက်နဲ့တော့ငါလည်းအိတ်တော့မယ်။နင်လည်းပြန်အိတ်တော့မလထွေခြံအောင်ထဲသို့ဝင်သွားတာနဲ့ငထွန်းကမိကွက်ကိုနှိမ့်သက်လိုက်ပြီးမလထွေရဲ့နှပေးမှာဝင်အိတ်လိုက်ပါတော့တယ်။ မထုံးလုံးကိုဗမာတွေ့တာလဲကွာပောက်ပွင့်ရောသွားတဲ့လမ်းကမချစ်စုပင်ရင်တော့ကကျူတော့တယ်မှာဗျာအလောင်းကပုတ်ပွားပြီးအသားတွေတော့ရိနေပြီမင်းကဘယ်လိုလုပ်ပြီးတွေ့တာလဲကျုပ်ကပောက်ပွင့်ရောကိုသွားရင်အခင်းကြီးသွားခြင်းလို့ကျူတော့တွေကိုဝင်တိုးလိုက်တာအပုံနှံတွေနှံလို့ကြိလိုက်တော့လူတွေလောင်းကြီးတွေ့တာနဲ့ရွာတွေကိုပြန်ပြေးလာတာဇုံလားမသိဘူးခဏဆောက်ကငါလူစုလိုက်မယ်ဟုတ်ကဲ့ဦးလေးသိရေတောက်လိုက်အောင်မတော် မင်းကိုကြည့်ရတာအတော်ကြောက်နေပုံပဲကြောက်တာဗောဗျာငါထွန်းရဲ့တထိတ်တလန့်ဖြစ်နေတဲ့မျက်နှာကိုဦးသိန်းဆောင်ကတစ်ချက်ကြည့်ပြီးလူဆူရန်ထွက်သွားမှငါထွန်းလဲတက်ပြင်းချနိုင်လိုက်တော့တယ်ဟန်ဆောင်မီထိတ်လန့်တုံလုံးပြနေတာကိုဦးသိန်းဆောင်ကအဟုတ်ထင်မှတ်သွားခြင်းကငါထွန်းအတွက်စိတ်သက်သာရာရစေခဲ့ပါတယ်မကြခင်ဦးသိန်းဆောင်နဲ့အတူရွာသားချောက်ရောက်ရောက်လာပါတယ်တွားကြစို့ငါထွန်းရေငါတို့ကိုလိုက်ပြအောင်ဟုတ်ဟုတ်ကဲ့ ငါထုံးကရှေ့မှာဥဆောင်သွားပြီးဥသိမ်းဆောင်တဲ့ရွာသား6ယောက်ကငါထုံးနောက်မှာလိုက်ကြပါတယ်ဆိုဦးမဟုတ်ပါစေနဲ့လို့ဆူတောင်းရတော့မှာပဲအလောင်းကပုတ်ပွားပြီးလောက်တွေတက်နေပြီဗျကျုပ်လည်းသေချာမကြည့်ရလို့မကြည့်ခဲ့ဘူးစကားတပြောပြောဖြင့်မချစ်စုပင်ကြီးအောင်သူရောက်လာခဲ့ပါတယ်ခိုးကျူတော်တဲ့မှာဗျကျုပ်ကျုပ်မလိုက်ရတော့ဘူးငါထုံးရမင်းလောက်လက်တော့တာလဲမင်းပဲ ဘလို့ဖြစ်ပြီးကြောက်နေရတာတော့လူအရှင်ဆိုရင်ပြဿနာမရှိဘူးဗျအခုကအလောင်းကြီးကြောက်ရင်လည်းအဲ့ဒီမှာမနေခဲ့တော့လာကြဟိငါတို့သွားကြည့်ကြမယ်ဦးသိန်းဆောင်နဲ့ရွာသား6ယောက်ကျူတော်တဲ့တိုးဝင်သွားကြတာကိုမထုံးကမချစ်စုတေးပင်အောင်မှထိုင်ကြည့်နေပါတယ်ဟုတ်တယ်ဟဲ့အောင်လေးဇောဦးကအသက်ခံရတာတေးကြတယ်လေပင်ပြတ်နေတယ် ဟုတ်တယ်ကွအသက်ခံရတာနေပဲလောက်တွေတော့တွဲနေပြီလောက်ကိုဘလို့သေးကြမလဲရောင်းတေးရမှာပေါ့ကွတင်လာကရွာတွေက၃လျောက်သွားခေါ်ပြီးရွာပြင်မှာလေးတိုင်ဆိုင်စောက်ဖို့လို့တန်းအေးကဆောင်းဆုံးနဲ့ဝလုံးနှောင်းပြန်ယူကွာဦးသိန်းဆောင်တို့အော်ဟဲ့ပြောစုံနေကြတဲ့ကငထုံးကိုတုံလို့စေခဲ့ပါတယ်ဒါပေမဲ့ဟန်ကုတ်ဖို့ဆိုတဲ့အတိုင်းထိတ်လန့်အောင်ဆောင်နေရပါတော့တယ်မြို့နဲ့အလွန်လှမ်းဝေးတဲ့အပြင် ထိုခေတ်ထိုကာကရဲစခန်းကိုအကြောင်းကြားဖို့ကလည်းမလွယ်ကူသဖြင့်ဇော်ဦးအသက်ခံရတဲ့အမှုကကြေးရွာမှာပဲတိတ်တဆိတ်ပြီးဆုံးသွားခဲ့ရပါတယ်ဒါပေမဲ့ထိုမြနဲ့မပြီးဆုံးခဲ့ပါဇော်ဦးရဲ့အလောင်းကိုမိသကြိုပြီးနောက်တရမှစတင်ပြီးတရွာလုံးထိတ်လန့်စရာနဲ့ကြုံတွေ့ခဲ့ရပါတော့တယ်ညမောင်းတာနဲ့ရွာလမ်းတစ်လျှောက်ပေးရွေ့သွားနေတဲ့မဲမဲတရံကြီးကိုတရွာလုံးမြင်တွေ့ရတယ်လို့မချစ်စုတရက်ပင်သားမှာရက်နေတဲ့ဇော်ဦးကိုမြင်တွေ့ရသဖြင့်ညမောင်းတာနဲ့ ဘသူမှအပြင်မထွက်ရဲကြတော့ပါဘူးခွေးတွေကလည်းဥလိုက်တာကိုထွန်းရဲကျမကြောက်တယ်ဆဆငယ်ဥနေတဲ့ခွေးဥသားများကြောက်မလှထွေကြောက်လန့်နေပါတယ်ဘာကြောက်စရာရှိလဲလှထွေရာ သူ့တဘာဝနဲ့ဥတာပဲရှင်းရလားမကြောက်တာညနေဆိုတာနဲ့တရားလုံးအပြင်တော့မထွက်ရဲကြတော့ဘူးဟိုတနေ့ကပေါက်ပင်ကပြန်လာတဲ့အောင်ဘူးတို့သားဖားနှစ်ယောက်ကိုမချစ်စုပင်အောက်ကနေထွက်လာပြီးချောက်လို့တေပြေးရှင်ပြေးခဲ့ကြရတာရှင်လည်းသိတာပဲ။ အောင်ဘူးတို့တာဖာ၆လခံရတဲ့အကြောင်းငထွန်ကြပါတယ်။ပောက်ပွင့်ရောမှကြက်ဝယ်ပြီးပြန်လာတဲ့ကိုချင်းနဲ့အောင်ဘူးတို့တာဖာနှစ်ယောက်ရွာပြန်နောက်ကျခဲ့ပါတယ်။မချစ်စုတည့်ရပင်ကြီးအနီးသို့ရောက်တဲ့အခါမှာတော့အပင်ကြီးအနောက်မှာထွက်လာတဲ့ဇိုးဦးကိုမြင်တွေ့လက်ရသဖြင့်ကိုချစ်တို့တာဖာနှစ်ယောက်ဒရောသောဘာပြေးခဲ့ကြရပါတယ်။ကိုချစ်တို့တာဖာပြောပုံအရဇိုးဦးရဲ့မျက်နှာကအလွန်ကြောက်မက်ဖွယ်ကောင်းပြီးမျက်လုံးများကရဲရဲနှီးနေပါတယ်။ဇနီးတဲ့ရှိမှာဖို့ဟန်လုံးနေရပေမဲ့ညနေစောင်းတာနဲ့အပြင်တို့မထွက်ရခဲ့ပါဘူး။ ချောက်ချင်တဲ့ကောင်ချောက်ဆန်းပါစေကွာတရေဆိုတာကြောက်လေဖြဲချောက်လေပဲမပြောပါနဲ့တော့ကိုထုံးရဲ့ကျွန်မကြောက်လို့ပါခလေးတွေနိုးရင်ကြောက်နေပါမယ်အေးငါကတော့ဒါပဲထင်တယ်ကွာငါထုံးကတဲအပြင်သို့ပစိုးလှန်ပြလိုက်တဲ့အချိန်မှာပဲတဲတစ်ခုလုံးတိတ်တိတ်ခါသွားပါတယ်ဘာဘာဖြစ်တာလဲငရင်လောက်တာလားကိုထုံးငါလည်းပဲသိမလဲဟာ မလာထွေကမျက်လုံးပြူမျက်စံပြူပြဲတဲအတွင်းအပြင်ကိုတေချာကြည့်နေပါတယ်ကိုကိုထွန်းဟိုဟိုမှာဘာလဲမလာထွေလက်ညှိုးညွန်ပြတဲ့နေရာတို့မလာထွေနဲ့ကိုထွန်းတို့ကြည့်လိုက်တဲ့အခါတဲနောက်မှာရက်နေတဲ့အရေးမဲမဲကြီးကိုမိခွက်အယောင်အောင်မှာမြင်တွေ့လိုက်ရပါတယ်ထိုးစင်မှာပဲအပေါက်နှံကလည်းစိုးစိုးရွားရွားထွက်လာနေပါတယ်ကိုထွန်းကျမကြောက်တယ် အရေးမဲကြီးကိုထင်ထင်ရှားရှားမြင်တွေ့နေရသဖြင့်ငထုံးလဲထိတ်လန့်လာမိပါတယ်။အရေးမဲကြီးကိုကြည့်နေစမှာပဲတဖြည်းဖြည်းပုံသဏ္ဍာန်ကထင်ရှားလာပါတယ်။ဖောင်းကပုတ်ပွားပြီးမျက်လုံးများအပြင်းသို့ထွက်ကာလေပင်ပြက်နေတဲ့ဒံယာကြီးကအထင်းသားပေါ်နေတဲ့ဇောဦးကိုမြင်တွေ့လိုက်ရတဲ့အခါမလထွေးတယောက်ကြောင်းလန့်တကြအော်ဟစ်ကသတိမေ့မျောသွားပါတော့တယ်။လာထွေးလာထွေးသတိမေ့မျောနေတဲ့မလထွေးကိုပြုတ်ကြည့်ပြီးလှုပ်နှိုးရင်းငထုံးလဲထိတ်လန့်လာခဲ့ပါတယ်။ ထိုးချိန်မှာပဲဇော်ဦးရဲ့တရံကရုတ်တရက်ပျောက်ကွယ်သွားပါတယ်မထုံးဟာပွေချီထားတဲ့မလထွေကရုတ်တရက်ထထိုင်လိုက်ပြီးမထုံးကိုစိမ့်စိမ့်ကားကားကြည့်ကခေါ်လိုက်တဲ့တန်ကြောင့်မထုံးရုတ်တရက်ထရက်လိုက်မိပါတယ်မင်းငါကိုတတ်ခဲ့တဲ့အတွက်မင်းကိုပြန်တတ်မယ်လထွေလထွေနင်ဘာလို့ပြောနေတာလဲမင်းမင်းမအသက်မရှိအောင်မထုံး မင်းမိမရဲ့ကိုယ်ထဲကိုငါဝင်လိုက်တာဇောဇောငါငါတောင်းမှပါတယ်တောင်းမှလည်းမကြည့်ဘူးမထွန်းငါ့ကိုတတ်တော့ငါအဲ့ဒီပုံစံလားဓာနဲ့ထိုးတဲ့အချိန်မှာမသိသေးဘူးကွာမင်းလေပင်ကိုလှီးတဲ့အချိန်ငါဘလို့ခန်းစားခဲ့ရလဲဆိုတာမင်းလည်းပြန်ခန်းစားစီရမယ်မမလုပ်ပါနဲ့ကွာမရဘူးမထွန်းမလာတွေကထိုင်နေရမှထကတဲထင်ရမှထိုးထားတဲ့ကန်းခုတ်တာကိုပြေးယူတဲ့ပြည့် ငထွန်းလည်းတိုင်မှာချိတ်ကြတဲ့လွယ်အိတ်ထဲမှာတမျံကိုပြေးယူလိုက်ပါတယ်။ဒါပေမဲ့ငထွန်းတယောက်ခြေတလန်းနောက်ကျသွားခဲ့ပါတယ်။မလထွေးကကန်းကုတ်တာဖြင့်ငထွန်းရဲ့ကြောကုန်းကိုခုတ်ပိုင်းလိုက်သဖြင့်ငထွန်းလဲကျသွားချင်မှာတော့ကလေးနှစ်ယောက်လည်းနိုးလာကြပါတယ်။မမလမစိုးမလုံးနဲ့စိုးဟာငါငါ့ကိုမတက်ပါနဲ့လဲကျသွားတဲ့ငထွန်းကိုနောက်မှတိုင်းဖက်ပြီးလဲလျင်ပြင်လိုက်ချင်မှာတားဖြစ်သူကအော်ဟစ်တောင်းပန်နေပါတယ်။ ဟဲ့ကောင်ငါမင်းအမေမဟုတ်ဘူးဇော်ဦးကွာမင်းအဖေငထုံးကငါ့ကိုတတ်ခဲ့လို့မင်းအဖေကိုပြန်သတ်မှာမလာထွေးရဲ့ခနာကူမှာဝင်ပူးနေတဲ့ဇော်ဦးကအကန်းခုတ်တာဖြင့်ငထွန်းရဲ့လေပင်ကိုလှိဖြက်လိုက်ပါတော့တယ်ငထွန်းရဲ့လေပင်မှာသွေးမြကရေပန်းမှာရေပန်းထွက်တဲ့ကဲ့သို့ဒလဟောထွက်နေပြီးခနာကူကတဆက်ဆက်တုံးနေပါတယ်ခလေးနှစ်ယောက်ကမိခင်ကိုပြေးဖက်တော့လဲမလာထွေးကစောက်တွန်းလိုက်တဲ့ဖြင့် ခလေးနှစ်ယောက်လွင့်ထွက်သွားပါတယ်။ဘလို့လဲငါထုံးလေပဲအလှခံရတဲ့ခန်းစားချက်ကိုသိပြီလား။မလာထွေးကငါထုံးရဲ့အနေမှာရက်ကကြင်ကြင်နက်နက်ဖြစ်ပြုံးပြီးကြည့်နေပါတယ်။ငါထုံးရဲ့သားဖြစ်သူကညီမငယ်ရဲ့လက်ကိုဆွဲပါ။အော်ဟဲ့ပြီတဲပေါ်မှာပြေးစင်းကျင်ပါတော့မလာထွေးလည်းနေရာမှာတင်ပုံလျက်လဲကျသွားပါတော့တယ်။ငါထွေးရဲ့အသားဖြစ်သူပြောပြတဲ့စကားကို ဦးသိန်းဆောင်နဲ့ရွာသူရွာသားတို့ကယုံရခက်မယုံရခက်ဖြစ်နေကြပါတယ်။လှထွေးလဲသေးငထွန်းလဲသေးတော့ဘသူကမေးတော့မေးရမှမသိတော့ဘူး။ကလေးတွေပြောစကားဆိုတော့ယုံရခက်တယ်။စောဦးကတော့ငထွန်းကတတ်မှန်မတင်ဘူး။သူတို့ကတငယ်ချင်းတွေဗျ။ရန်ဖြစ်တာစကားများတာလဲတစ်ခါမှမတွေ့ဘူး။တရေကလူကိုဝင်ပူးပြီးတတ်တယ်ဆိုတာမဖြစ်နိုင်ဘူးထင်တယ်။ကျုပ်လည်းအဲ့လိုပဲထင်တယ်။ငထွန်းကလက်မျက်ချင်းမြန်ဆိုတော့ မလထွေကိုရန်ရှာလို့လထွေကတပ်ပစ်တာပဲဖြစ်နိုင်တယ်။ဒါဆိုလထွေကဘာလို့သိရတာလဲ။သူ့မှာဘာတရားမှမတွေ့ဘူး။ဒေါသကြောင့်တတ်လိုက်ပြီးမှကြောက်လန့်ပြီးဒေသွားတယ်လို့ထင်တာပဲ။ခလေးနှစ်ယောက်ကကြားထဲကဒုက္ခရောက်တာပေါ့ဗျာ။ဒေါသဆိုတာအင်မတန်ကြောက်စရာကောင်းတယ်ဗျ။အညိုအတေးဆိုတာလည်းကြောက်ဖို့ကောင်းတယ်။လထွေကဘယ်ချိန်ကလေးကညှိုးထားတယ်မသိဘူး။ ီတလထဲမှာတည်းထွန်းလို့မိုးကြိုးပစ်ခံရတယ်။ဇောဦးကအသက်ခံရတယ်။မထွန်းနဲ့လှထွေးလို့တက်ကြတယ်။တို့ရွာလဲဘာတွေဖြစ်နေလဲမသိတော့ပါဘူးကွာ။ကျမကတော့မြို့ပေါ်ကဖုန်ကြီးသွားပင်ပြီးရွာထက်ကနေပြေးရွတ်စေခြင်းနဲ့မြို့ပေါ်မှာဖုန်ကြီးသွားပင်ရင်အသွားအပြန်တနေကုန်မှလည်းထည့်စင်းစားကြအောင်ဘာဖြစ်ဖြစ်လှုပ်တင်တာတော့လှုပ်ရမှာပဲကိုသိန်းဆောင်။လော်မြဝင်းပြောတာကြုတ်လက်ခံတယ်။ မချစ်စုပင်ကြီးနားကလည်းခဏခဏခြောက်နေတော့မသွားရမလာရဲကြညဆိုရွာထဲမှာသွားလာနေကြတဲ့ပရသာကြောင့်ဘသူမှမထွက်ရဲကြတော့ဘူးဒါဆိုလဲစီစဉ်လိုက်ကြတာပေါ့ဗျာငထုံးနဲ့လှထွေးတို့ကိုမတကြုတ်ခဲဘုံကြီးသွားပင်ကြတာပေါ့ပရိယိုအမြတမ်းပေးဝေခဲ့တော်လဲမချစ်စုတည့်ရပင်ကြီးအနီးမှာဇောဥက6လက်နေတယ်လို့ငထုံးရဲ့တဲမှာလဲငထုံး6လက်နေတဲ့ပြည့် ငါထွက်ရတဲ့ကိုဖျက်လိုက်ရပါတော့တယ်။ခလေးနှစ်ယောက်ကိုရွာသူရွာသားများကတလဲစီစောက်ရှောက်ထားကြပါတယ်။ဘဝချားတော့လဲတက်ရှိစဉ်ကရန်ညိုးကတေးရပါခဲ့သဖြင့်ခန္ဓာကိုယ်ထဲသို့ပူးဝင်ကအသက်ထုတ်ယူသွားခဲ့ပါတယ်။ရန်ညိုးကနှုတ်နှစ်ဖက်အကျိုးပြက်စေကြောင်းသတိမူသင့်ပါတယ်။ယခုအခါမှာတော့တပီကုန်းရွာနဲ့ပောက်ပင်ရွာကရွာကြီးများဖြစ်နေပါပြီ။ဇော်ဦးနဲ့ငထွန်းတို့ရဲ့၆လန့်တန်ကလည်းမကြားရတော့ပါဘူး။ ဘယ်ဘဝသို့ကူးပြောင်းသွားကြသည်ကိုလည်းဘယ်သူမှမသိနိုင်ပါဘူးငထွန်းနဲ့မလထွေတို့ရဲ့သားဥဖိုးအေးနဲ့သမီးဒေါ်အေးမြတ်တို့ကလည်းအိမ်အောင်ကိုစီကြကသားသမီးများရနေကြပြီဖြစ်ပါတယ်သို့ပါသော်လည်းဥဖိုးအေးရဲ့စိတ်ထဲမှာတော့ဖခင်ကိုတတ်ခဲ့သူကမိခင်မလထွေမဟုတ်ကြောင်းကောင်းကောင်းကြီးသိနေပါတော့တယ်